ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တွင်အင်ဂူမိန်ကလင်းငယ်တူကိုညှဉ်းပန်းနှိပ်စက်ခဲ့တာကြောင့်အင်ရှင်မီသားစုတွေကိုပုံမှန်300ခွန်ပုံမှန်325တို့နဲ့တရားစွဲဖို့တရားရုံးကိုပို့လိုက်ပြီးဖြစ်ပါတယ်ရန်ကုန်တိုင်းဒေသကြီးတကုံမြို့သစ်မြောက်ပိုင်းမြို့နယ်47ရပ်ကွက်ရှိနေအိမ်တိမ်မှာအလုအလုကိုင်းနေတဲ့အသက်14နှစ်အရွယ်အင်ကူမိန်ကလေးငယ်တူကို ဆေးရုံတရာကူတာရတဲ့အထိရိုင်းနှက်နှင်းပန်းခဲ့တဲ့အိမ်ရှင်မိသားစုဝင်လေးဦးကိုစက်တင်ဘာလ3ရက်နေ့ကတရားစွဲဆိုလိုက်ပါတယ်ဒီလိုတရားစွဲရမှာအိမ်ကူမိန်းကလေးကိုနှင်းပန်းနှိပ်စက်ခဲ့တဲ့အိမ်ရှင်တော်အေးအေးဝင့်ကိုပုံမှန်300ခွန်နဲ့တရားစွဲဆိုခဲ့ပြီးကျန်မိသားစုဝင်3ဦးကိုတော့ပုံမှန်325နဲ့တရားစွဲတင်ပို့ခဲ့တယ်လို့အမှုစစ်ရဲရာရှိရဲအုပ်ချက်လွင်ကပြောပါတယ်အိမ်ကူမိန်းကလေးကိုအိမ်ရှင်မိသားစုကဒုတ်စတီရောက်မှရုံးနဲ့ဦးကောင်းကျော်လက်ရင်ဘတ်စရနေရာတွေကိုရိုင်းနှက်နှင်းပန်းခဲ့ပါတယ် ဒါကြောင့်ဇူလိုင်လဒုတိယပတ်တွင်ကအင်ကူမိန်ကလေးမှာနေအင်ကနေထွက်ပြေးခဲ့ပြီးရက်ွက်အုပ်ချုပ်ရေးပိုင်းနေထံသွားရောက်အကူအညီတောင်းခံခဲ့ပါရယ်။အဲ့ဒီနောက်စေယုံတက်ရောက်ကူတာခံခဲ့ရတဲ့ထီချန်ယာရီများပြခဲ့တာကြောင့်အင်ကူမိန်ကလေးရဲ့အတော်ဖြစ်သူကတရရလိုပြုတ်လုတိုင်တန်းခဲ့ပါရယ်။အဲ့ဒီမိန်ကလေးဟာနှိမ့်ဆက်ခံခဲ့ရတဲ့နေအိမ်မှာအလုံးလုံးကင်ခဲ့တဲ့၄နှစ်ကျော်အတွင်းလစာဖြစ်ကျပ်တောင်းခွဲလောက်သာရခဲ့ပြီးနေ့စဉ်လိုလိုရိုက်နှက်ညှဉ်းပန်းနှိမ့်ဆက်ခံခဲ့ရတယ်လို့ဆိုပါရယ်။